ခွေးသားစိမ့်စားတဲ့တည်င်းကိုပြန်လာပြောပြတာဒီတည်င်းဟာဒီနေ့ပဲခြုံစာ Channel Dream မှာတင်လာတာဘလို့ဖြစ်တာလဲဆိုတော့ဥဒုံထာနီမှာ night unknown ကိုခေါ်တဲ့ delivery ဓမ္မတယောက်ကအိမ်တဲအိမ်မှာပစ္စည်းတပို့ရအဲ့လိုပစ္စည်းတပို့တဲ့အချိန်အိမ်ထဲမှာအမျိုးသားတယောက်ကအင်ဂျင်မဝစ်ထားဘူးပြီးတော့ခွေးကိုအစိမ့်လိုက်ထိုင်စားနေရဲ့သူ့ဘေးနားမှာလည်းတွေးတွေကပေပွနေတယ်ပြီးတော့ဓာတ်တလက်ကလည်းချတာ အဲ့အနေဒီ delivery တမားကလည်းဟိုစိတ်ယောဂရှိနေတဲ့သူစိတ်ကြမ်းမရေးမကောင်းတဲ့သူလို့ထင်ပြီးတော့သူကလည်းကြောက်ပြီးတော့ဗီဒီယိုရိုက်ထားလိုက်တယ်ပြီးတော့သူပို့ရမယ့်ပစ္စည်းတော့မပို့နိုင်မနဲ့သူပြန်ထွက်လာခဲ့တယ်ပြီးတော့အဲ့ဗီဒီယိုကလစ်ကိုသူကတတင်းထောက်ကိုပေးလိုက်တယ်တကယ်လို့စိတ်ကြမ်းမရေးဟိုမကောင်းတဲ့သူဆိုရင်လည်းတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကသွားပြီးကုညီပေးလို့ရအောင်ပေါ့နော်အဲအကြောင်းမလို့သူကလည်းဒီဗီဒီယိုကလစ်ကိုတတင်းထောက်ကိုပေးပြီးတော့ကုညီတောင်းလိုက်တယ် အဲ့ဒါနဲ့နောက်တရကျတော့ရဲတပ်ဖွဲ့တွေရောစိတ်ကြမ်းမရေးဌာနကဒူတွေရောမွေးမြူရေးဌာနကဒူတွေရောဒီတက်ဆိုင်ရာတာဝန်ရှိတဲ့ဒူတွေပေါ့လေအဲ့လူတွေကသွားပြီးတော့ဒီခွေးသားအစိမ်းစားတဲ့သူရဲ့အိမ်ကိုတော့စစ်ဆေးကြတာအဲ့လိုတစ်စစ်ဆေးတော့အမှ night survive ဆိုတဲ့အမျိုးသားတယောက်ကိုတွေ့ရတယ်။သူကဒီခွေးသားအစိမ်းစားတဲ့သူအဲသူ့အစစ်ဆေးမေးမြန်းကြည့်တော့သူပြောတာက "तू ကစိတ်ကြမ်းမရေးယောဂါဘာမှမရှိဘူး"လို့ပြောတယ်။ "तू ကပုံမှန်လူပဲ" အဲအဲ့နေ့တော့ကသူကမနေ့9နာရီ လောက်ကလေးကသူကအရက်တောက်တာအဲ့ဒါပေါ့အရက်မူးနေတာပေါ့နော်အဲ့ချိန်မှာတဲ့ဘဒုခွေးလည်းမသိဘူးသူ့ကလာကြိုက်ဖို့လှုပ်တာအဲ့နေ့သူကလည်းတပက်စီယိုနဲ့ခွေးရဲ့ခေါင်းကိုရိုက်ချပြီးတော့မှခွေးကိုရှိုင်းလိုက်တာရှိုင်းပြီးတော့မှအစိမ်းထိုင်စားတာပြီးတော့သူကပြောလိုက်သေးရဲ့ခွေးရဲ့အတားထဲမှာဆိုရင်နဲ့အတဲကအချိုဆုံးပဲဆိုပြီးတော့တည်င်းထောက်ကိုပြောလိုက်သေးရဲ့ ပြီးတော့သူပြောတာက तू ဟိုတိတက်ဆအရွယ်ကလေးကခွေးသားကိုစားခဲ့ရလို့ပြောတယ်အရင်တော့ဆိုရင်လဲဒီကားတိုက်ခံရလို့တေွားတဲ့ခွေးတွေကိုရက်ကွက်တူရက်ကွက်သားတွေကသူ့ကိုယူလာခဲ့ပေးရပေါ့နော်အဲ့လိုမျိုးချိန်ဆိုရင်လဲ तू ကဒီခွေးသားကိုအစိမ်းမစားလို့ပြောတယ်ပြတော့သူပြောတာကနောက်ဆိုရင်တော့ဒီခွေးသားမစားတော့ဘူးဆိုပြီးတော့လည်းပြောသွားသေးတယ်။အဲပြီးတော့သူအခုစားလိုက်တဲ့ခွေးကိုလည်းသူအရက်မူးပြေသွားတဲ့အချိန်ကျတော့အာတနာပြီးတော့ ဟိုမနေ့ကျတော့သူအလူအတန်းနေလုတ်ပေးလိုက်သေးရယ်ဆိုပြီးတော့လည်းတတင်းထောက်တွေကိုပြောရတယ်အဲတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကသူ့ကိုအရေးယူလို့မရဘူးအာဘာဖြစ်လဲဆိုတော့အမှုဖွင့်တဲ့သူမရှိဘူးဖြစ်နေကွာအမှုဖွင့်တဲ့သူရှိမှပဲသူ့ကိုအရေးယူလို့ရမှာအဲအခုနောက်ဆုံးကျတော့ဒီရက်ွက်လူကြီးကဥဆောင်ပြီးတော့အမှုဖွင့်ပြီးတော့ဒီ night survive ကိုအရေးယူဖို့အတွက်လုံနေကြပြီအော် ထိုင်းမှာလည်းနေ့တိုင်းတည်င်းအစမ်းနေကြားနေရလို့တည့်ရက်တမျိုးမရိုးရအောင်လို့အစမ်းနေပြန်နော်โอเคအားလေးလာပြောအားလုံးမဲ့စီပြေကြပါစေ